င်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ2ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားပေါ်ရာမိုးအခြေများမှာစစ်တွေမြို့မှာ3တသမ9လက်မှကလေးဝမြို့မှာ2တသမ9လက်မှမိုးညင်းမြို့မှာ1တသမ8လက်မှညောင်ဦးမြို့မှာ1တသမ6လက်မှရန်ကုန်ကဘာအိနဲ့ရန်ကုန်ဘူတထောင်မြို့နယ်တို့မှာ ်တက်တက်မှ၅လေးလက်မှစီပကိုးမြို့မှာတက်တက်မှ၄၆လက်မှလဲကူးမြို့မှာတက်တက်မှ၄နှစ်လက်မှဟောမလေးမြို့နယ်ရွာငယ်မြို့တို့မှာတက်တက်မှ၄နှစ်လက်မှစီရန်ကုန်မင်္ဂလာတုံမြို့နယ်မှာတက်တက်မှ၁၈လက်မှနဲ့ညောင်တုံးမြို့မှာတက်တက်မှ၁၅လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်အားကောင်းတဲ့မုံနိုင်ငံတည်အားကောင်းတဲ့မုံနိုင်ငံချင်းနေဒီကနေ့မြန်မာစံတော်ချိန်စံနိုင်ခွဲချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အနောက်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ ်ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ရွှေ့လျခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်နောက်တောင်ဘက်ရေမိုင်၄35မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်၁၅မိုင်ခန့်ဂိုပါပူမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်၈၀မိုင်ခန့်နဲ့ပါရာဒိတ်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်၁၄၅မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုတ်နေပါတယ် အားကောင်းတဲ့မုံနိုင်ငံရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါရယ်။အားကောင်းတဲ့မုံနိုင်ငံရဲ့တည်နေရာဘိုးချက်လီပီအားနဲ့လီတိုင်နှုံအဆိုပါအားကောင်းတဲ့မုံနိုင်ငံဟာမြန်မာစံတော်ချိန်စံတိုင်းခွဲချိန်မှာမြောက်လက်တီကျု18.1ဒီဂရီနဲ့အရှိတ်လောင်ကြီးကျု85.5ဒီဂရီမှာရှိပြီးဘိုးချက်လီပီအား968ဟက်တိုပါစကဲနဲ့အမြင့်ဆုံးလီတိုင်နှုံမှာတနအိုက်ကို35မိုင်မှမိုင်40နှုန်းခန့်ဖြစ်ပါရယ်။ နောက်24နာရီအတွင်းခံမှန်းချက်အဆိုပါအားကောင်းတဲ့မောင်းနှင်ငယ်ဟာမြောင်းအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးဒီကနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်နဲ့ရင်းနှံဆက်ဆက်လက်ရှိတဲ့အင်ဒရာပရာဒစ်ကမ်းခြေတို့ကိုဂိုပါဘူးမြို့နယ်ပါရာဒစ်မြို့တို့အကြားမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပိနှိုးစော်ချက်အဆိုပါအားကောင်းတဲ့မောင်းနှင်ငယ်အချိန်ကြောင့်ဒီကနေ့မနက်မှာနောက်24နာရီအတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး အေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံပြားမုတ်ထချုံရပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးခြင်းများနဲ့အတူလေပြင်းတက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြေဝကြုံပေါ်ရခိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်းရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိုက်ကို35မိုင်အထိတိုက်ခတ်နေပါတယ်။ လိုင်းမြင့်မှာမြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှဆက်နှစ်ပေခန့်ရှိနေပါတယ်။မော်တမာခွေမွန်တနင်းနိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြရောက်ပြီးလိုင်းအသင့်အတင့်မှာလိုင်းချနေပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုက်ကို25မိုင်မှမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမော်တမာခွေမွန်တနင်းနိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနေပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍အားကောင်းတဲ့မုံနိုင်ငံအချိန်ကြောင့် မိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတိတ်ကျုံခြင်း၊မိုးကြွပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးတိကြွေခြင်း၊လျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နေမှသဖြင့်အစောပိုင်းဒေသများရှိကုန်းမြင့်ဒေသနီးမှာနေထိုင်ကြသူများနေဖြင့်မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းကများနီးမှာနေထိုင်ကြသူများနေဖြင့်ရေကြီးရေရှားမှုများကိုချိုးတင်သတိပြုရှောင်ရှားနိုင်မှရန်နေပြည်ရင်းရေချောင်းသွားလာရေး၊လေချောင်းပြန်တမ်းရေး၊မြမကန်ရန်တစ်လျှောက်နဲ့ကန်းလုံပင်လည်းမြင်လို့ရှိကန်နီကန်ဝေးငါးဖက်ရေများ တင်းမောများနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လည်းလိုအပ်သည်များချိုးတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်တတိပေးနှိုးဆော်အပ်ပါတယ်ဒီကနေ့နေ့လည်းတနအိခွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိုင်အနှဲငယ်မှာတိုင်အထင်တင်ဖြစ်တော်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိုင်အထင်အထင်မှာတိုင်တူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ရခိုင်ပြည်နယ်မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတို့ရှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကျွပစ်ခြင်းလျှက်ဆင်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်ပါရဲ့အကြံပြုအပ်ပါတယ်။ကြံတိုင်းနေတာကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထက်အထက်မှာတိမ်တူထက်နေပါတယ်။အခုတွေ့မြင်နေရတဲ့တိမ်တိုင်းကြီးကတော့ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းမတ်မိုချောင်ပဲဖြစ်ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းမတ်မိုဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြင်းပုံစံအရမြဝကျုံပေါ်ရခိုင်ကမ်းရံတစ်လျှောက်တို့မှာမောက်တုံလေအာအတင်အတင်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံလေအာအတင်အတင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြဝကျုံပေါ်ရခိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကျင်းနေပါတယ်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းပြင်းလေးဟာတနအိုက်ကိုမိုင်30အထိတက်ခတ်နေပါတယ်။လှိုင်းမြင့်မှာ မြဝကျွန်းပေါ်ရခိုင်ကမ်းရံတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာကိုးပေမှာဆက်တဲ့ပေခန့်ရှိနေပါတယ်။မော်တမာကွေမော်တနင်းတိုင်းကမ်းရံတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းအသင့်အတဲ့မှာလိုင်းကျင်းနေပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုက်ကို25မိုင်မှမိုင်30ထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမော်တမာကွေမော်တနင်းတိုင်းကမ်းရံတစ်လျှောက်နဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရှစ်ပေမှာ10ပေခန့်ရှိနေပါတယ်။မနက်ပြန်မနက်ထိခံမှန်းချက်များအနေနဲ့ကတော့ ချင်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးနေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆက်ဆိုင်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာအနှံပြားမုတ်တချုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကျနေပါတယ်။ အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလည်းဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကြားမိုးတက်ချောင်းရွာပါမယ်အမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာနဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာနဟိုက်ရှိနေပါတယ်။ရှန်ကုန်မြို့နယ်နေတဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရွက်ကြားမိုးတက်ချောင်းရွာပါမယ်အမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆက်စီရဲ့60ဒီဂရီဖာနဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာနဟိုက်ရှိနေပါတယ်။ န္တလေးမြို့နယ်နေတဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာလဲနေရာကွက်ကြားမိုးတချုံရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆဲဆီယက်68ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ24ဒီဂရီဆဲဆီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့အနောက်တောင်ဘက်တုံလေဟာမြန်မာနိုင်ငံရဲ့မြေဝါကျွန်းပေါ်ဒေသများမှာစုပ်ခွာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလယ်နှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ် 故事那篇，怎么请大家拍摄看呀？<music>